ကစားမပွားကနေအားယူရနိုင်တဲ့ဒဏ်ရာရှိလျက်နဲ့ဝင်ကစားပေးခဲ့ရင်ချက်စီတွက်ပထမဆုံးချန်ပီယံလိဖလားရယူပေးခဲ့တဲ့ David Luiz ပြည်သမ ्या လုံးမဲ့မင်္ဂလာပါခင်ဗျာလူလန်ကင်းကတင်ဆက်နေပါပြီ David Luiz ရဲ့2012ချန်ပီယံလိဘောလုံးပွဲမတိုင်ခင်မှာကားပြဒနာကဘောလုံးသမိုင်းမှာစိတ်တဲ့ကြံ့ခိုင်မှုရဲ့အံ့ဖွယ်ဇလန်တပုတ်ဖြစ်မှတ်တမ်းတင်ခံခဲ့ရတာပါဘောလုံးပွဲမတိုင်ခင်တရက်မှာအပေါ်စားလေးကျင်ကန်လုံးနေခဲ့ခြင်းမှာဘောလုံးကန်လိုက်တိုင်းခြေထောက်မှာဓာတ်နဲ့ထိုးခံရတဲ့တော့မခံမရတဲ့အောင်နာကျင်နေခဲ့ရတယ်လို့ Luiz ကပြန်ပြောင်းပြောပြခဲ့ပါတယ်ကြက်ခိုင်အင်းဒီပြကအရာကအလုံးမဖြစ်နိုင်ဘူးဒေးဗစ် မင်းဟာပွဲကစားလာအောင်မကြန့်ခိုင်မှုလို့ပြောခဲ့ပြီမေဒီမှာနားထောင်ကျွန်တော်ဒီနေရာမှာရှိနိုင်မှုကျွန်တော်မိသားစုကဘာကြီးလုပ်ခဲ့ရလဲဆိုတော့ခင်ဗျားမသိပါဘူးဒီတော့ကျေးဇူးပြုပြီးတော့ခင်ဗျားနေပြအောင်သွားပြီးတော့ကျွန်တော်ကစားနိုင်တယ်လို့ပြောပေးကြမှာပြီးတော့ခင်ဗျားကျွန်တော်တို့ချန်ပီယံနေဖြစ်လာမယ်လို့လည်းပြောတယ်လို့ပြောပြနိုင်ပါတယ်လို့လုစ်ကပြန်ပြောခဲ့ပါတယ်လုစ်ရဲ့ခါနာဝေနာကတမန်အစင်မဟုတ်ဘဲနဲ့ပြင်းထန်တဲ့ခါယိုစီပြဿနာဖြစ်တယ်လို့သိရပါတယ်ဘလုံးမတယောက်တည်းလူပြင်းထန်တဲ့နာကျင်မှုဟာအယိုးစစ်ကြွက်သားနဲ့အိုင်ယွန်ဂျော့စနစ်တွေကိုထိခိုက်မိစေနိုင်ပြီးတော့ကစားမပွားအောင်တောင်မှအဆုံးသက်သွားနိုင်တဲ့ဒီဆိုးဝါးသွားနိုင်ပါတယ် လုစ်ကဆေးဘက်ဆိုင်ရာအခွင့်မပြုချက်တွေနာကျင်မှုဝေနာတွေကိုကြော်လွှားပြီးတော့စိတ်တပ်အပြင်းနဲ့ပွဲထွက်ခဲ့တာပါသူရဲ့လုံဆုံးဖြတ်ချက်ကချမန်လီဘောလူပွဲလိုကြီးမားတဲ့ပြိုင်ပွဲမှာအသင်းရဲ့စိတ်တပ်ကိုမြင့်တင်ပေးနိုင်ခဲ့သလိုပရိသတ်ရဲ့အားပေးမှုကိုလည်းရရှိခဲ့ပါတယ်လုစီရဲ့ဒီဇယ်လန်ကစိတ်တပ်ကြံ့ခိုင်မှုရဲ့အရေးပါမှုကိုထင်ရပြသနေတာဖြစ်ပါတယ်သူကဆေးဘက်ဆိုင်ရာအကြံပြုချက်တွေကိုမယူဘဲသူ့ရဲ့ယုံကြည်မှုနဲ့စိတ်ဓာတ်ကိုအသုံးချပြီးပွဲထွက်ခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့သူကချယ်ဆီတင်ရဲ့ပထမဆုံးချန်ပီယံလိဂ်ဖလားကိုပိုဆွဲရရှိအောင်ကူညီပေးနိုင်ခဲ့ပါတယ် လုစ်ကသူ့ရဲ့အောင်မြင်မှုအတွက်ယေရှုတင်ရှိမှုကိုအမြဲတမ်းထားရှိခဲ့သူဖြစ်ပါတယ်။သူ့ရဲ့မိသားစုအသင်းပေါ်ရီနိဗျာတွေကိုအမြဲတမ်းယေရှုတင်နေခဲ့ပါတယ်။ဒေဗစ်လုစ်ရဲ့စိတ်ဓာတ်ကြံ့ကြံ့မှုက2012ချန်ပီယံလိအောင်ပွဲအတွက်တော်ချဲ့ကြတဲ့အခမ်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ကျွန်တော်ဒီနေရာမှာရှိနိုင်ဖို့ကျွန်တော်မိသားစုကဘာတွေလုပ်ခဲ့ရလဲဆိုတာခင်ဗျားမသိပါဘူး။ယေရှုပြုပြတော့ခင်ဗျားနိဗျာကိုသွားပြီးတော့ကျွန်တော်ကစားနိုင်တယ်လို့ပြောပြပါဆိုပြီးတော့လုစ်ပြောခဲ့တဲ့ဇာတ်တွေကသူစီမှာရီမန်းချက်ကြီးမားမှုရှိတယ်၊စွန်စားရဲမှုရှိတယ်ဆိုတာပြသနေပါတယ်။ နောက်ပြီးအတင်းအတွက်ကိုကျင်းစာနာမှုရှိတဲ့အောင်မြင်မှုဆုံးဖြတ်ချက်ပြတ်သားမှုရှိတယ်ဆိုတာကိုလည်းပြတ်တာနေပါပြီ။လုစကခါနာနေပေမဲ့ကစားခဲ့တယ်။ဒီလိုလုံးဆောင်ချက်ဟာတင်းမော်ရီကိုစိတ်အားတက်ကြွစေတယ်။တင်းမော်ရီကလုစမှာတလောက်နာနေသေးတယ်။သူကစားနိုင်နေသေးတယ်ဆိုရင်ငါတို့လည်းကစားနိုင်တယ်ဆိုတဲ့အတွေးမျိုးတွေဝင်လာရပါပြီ။လုစရဲ့စိတ်ဓာတ်ပြင်းပြမှုဟာတင်းမော်ရီကိုယုံကြည်မှုတိုးပွားစေပါတယ်။လူပြုတ်ခတ်ခဲ့တဲ့အချိန်မှာကစားဖို့ဆုံးဖြတ်ထားတဲ့တင်းမော်တယောက်ရှိနေတာကအခြားတင်းသားတွေကိုယုံကြည်မှုတွေမြင့်တက်စေခဲ့ပါပြီ။လုစကြောင့်ချယ်စီကစားမားရဲ့လဲစီးလုံးညီညွတ်မှုတွေပိုဖြစ်လာခဲ့ပါပြီ။ လူစီရွှန်စားမှုကိုအသင်းပေါ်တွေကကျေးဇူးတင်ပြီးသူ့အတွက်ပိုကြိုးစားပေးခဲ့ကြတာဖြစ်ပါ रे လူစီရစိတ်ဓာတ်ကနေသင်ကန်းစာများကြီးရနိုင်ပါ रे ဘာပဲလုပ်လို့စိတ်ထဲကြန့်ခိုင်မှုဟာရေးကြီးပါ रे ယုံကြည်မှုရှိဖို့လိုအပ်ပါ रे စွန့်စားရဲဖို့လိုပါ रे ကျေးဇူးတင်တတ်ဖို့လိုတယ်လူမျိုးသင်ကန်းစာတွေရရှိပါ रे အချို့ဆိုရရင်တော့ဒေးဗစ်လူစီရစိတ်ထဲကြန့်ခိုင်မှုဟာတရောင်းစနစ်ချန်ပီယံလိအောင်ပွဲအတွက်အဓိကတော့ချက်တစ်ခုဖြစ်ခဲ့ပါ रे သူရဲ့စိတ်ဓာတ်ယုံကြည်မှုစွန့်စားရဲမှုနဲ့ကျေးဇူးတင်တတ်မှုတွေကအသင်းကိုအောင်ပွဲရအောင်ကူညီပေးနိုင်ခဲ့တာဖြစ်ပါ रे လူစီရဲ့ဂျေဆူးတွေကိုချယ်ဆီပရိသတ်တွေအများအားဂျေဆူးတင်နေမှာပါ။သူကချယ်ဆီရဲ့ကံတွင်ကစားမတယောက်ဖြစ်တာမလို့သူရဲ့ဂျေဆူးတွေကိုဘယ်သူမှမေ့ပြစ်လို့မရပါဘူး။ဘောလုံးဆိုတာစိတ်တဲ့ကြံ့ခိုင်မှုနဲ့ဂျေဆူးတည်ရမှုတွေလိုအပ်တဲ့အာကစားနည်းတစ်ခုဆိုတာလူးစ်ကတက်စီပြသွားခဲ့တာပါ။ညီကိုကရော၎င်းစနစ်ချန်ပီယံလိဖိုင်နယ်ရဲ့ညနေပတ်သက်လို့ဘယ်လိုမျိုးအမှတ်တရတွေကြန့်ရှိနေသေးလဲ။လူးစ်နဲ့ပတ်သက်ပြီးတော့ရောဘာတွေကိုသဘောကျမိခဲ့ကြလဲဆိုတာပြောပြပေးသွားခဲ့ကြပါဦးမြ။စုံထီလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုဂျေဆူးအထူးတင်ရှိပါရယ်မြ။